episode 1ပုံမှန်သင်ခန်းဝင်နီသင်ခန်းကိုမြေကြီးပေါ်သို့မချရသင်ခန်းကိုမြေကြီးပေါ်သို့ချပါကယဟန်များမှဒုက္ခအဘသင်၍သာမဏေများမှဒဏ်ထိုက်ပါသည် သင်ခန်း၏အဖျားစားနှစ်ဖက်ကိုညီညာအောင်ထားပါ ပူထားသော သင်ခန်းစားကိုမိမိအာတန်ရာဘက်သို့ လက်ဖြင့်မြဲမြံအောင်ဆွဲယူ၍ခိုင်ထားပြီးညီညာအောင်ဖြန့်လိုက်ပါသင်္ကန်းစကိုခစောင်းအထက်တွင်ထားပြီးဝမ်းပိုက်ရှိသူကတ်ကနှခေါက် သို့မဟုတ်သုံးခေါက်ချိုးညီညာစွာခောက်ပါပြီးရင်ချက်ဝန်းဖုံးသည့်အထိညီညာစွာခောက်ပါသို့မဟုတ် လိတ်ပါ ထိုသို့လည်းရာတွင်သင်္မာဤအောက်အနာသည်ဒူအောက်လက်ရှိသည့်လက်ရှိလုံးရှိရပါမည်ခပန်းကျိုးကိုတေချာစွာစီး၍မိမိအာတန်ရာဘေးဘက်တွင်ခြီးပါ ပေါ်ယုံသင်ငန်းကိုဧကတိဟုခေါ်ပါသည်အပေါ်ယုံဧကတိသင်ငန်းတွင် အခန်း၅ခန်းရှိပါသည်ထိုအခန်း၅ခန်းဤ၃ခန်းမြောက်ဖြစ်သော အလယ်အခန်းတွင်မိမိခန္ဓာကိုယ်ကိုထားပါဧကတိအပေါ်အနာစာကိုလက်နှစ်ဖက်ဖြင့်ညီညာစွာသိမ့်ယူလိုက်ပါထို့သို့သိမ့်ယူရာတွင် ဧကတိအောက်အနာသည်ဒူအောက်လက်လေးတက်လက်လေးလုံးရှိရပါမည်တင်းယူထားသောဧကတိအပေါ်အနာစာကိုညာဘက်ဂျိုင်းအောက်မှပတ်ယူ၍ဘယ်ဘက်ပခုံးထက်သို့တင်လိုက်ပါ ထို့သို့တင်ရာတွင်လည်းဧကတိအောက်အနာသည်ဒူအောက်လက်လေးတက်အဝန်းအဝိုင်းညီနေရပါမည်ဧကတိဘယ်ဘက်အနာစာကို အလယ်မှအလိုက်တင်ယူက ပခုံးထက်သို့ခောက်တင်လိုက်ပါ episode 1 lagaro thoni ဥစွာပုံမှန်သင်ခန်းဝတ်နေ့အတိုင်းညီညာစွာဝတ်ပါဘယ်ဘက်ပခုံးထက်မှရှေ့သို့ကျနေသောသင်ခန်းစာကိုညာဘက်ပခုံးပေါ်သို့ပြန်လိုက်ပါဧကဒီအောက်ပိုင်းဘေညာအနာစာတို့ကိုဒူးအောက်လက်လေးတစ်အနေထားဖြစ်အောင်သိမ်းယူ၍ညှက်ထားလိုက်ပါ ုံးထက်တွင်တင်ထားသောသင်္ကန်းစားတို့ကို ဖြည့်၍ဘယ်လက်ဖြင့်မကွေးမဆန့်အနေထားဂိုင်ထားလိုက်ပါတရောင်စည်းအချက်ရှိသင်္ကန်းစားကိုညာဘက်လက်ဖြင့်အတွင်းပိုင်းသို့ပတ်ယူ၍ချိတ်လိုက်ပါစာထွက်ကကျန်ရှိနေသော သင်္ကန်းစားကိုညာလက်ဖြင့်အပြင်လက်ညညာစွာလိုက်ပါ ိတ်ထားသောသင်ကန်းစားကိုဘယ်ဘက်ပခုံးထက်သို့အလိုက်တင်တင်လိုက်ပါ နောက်တွင်ထွက်နေသောသင်္ကန်းစားကိုတရောင်စင်းအောက်သို့ဆွဲသိမ်းလိုက်ပါသုဝံမြို့ရင်းရွာရင်းတို့သွားရာစွန့်ခံကြရ၌တင်ငန်းယုံပုံယုံနီး ဥစွာပုံမှန်သင်္ကန်းဝတ်နည်းအတိုင်းညီညာစွာဝတ်ပါဘဲဘက်ပခုံးထက်မှရှိသူကြနေသော သင်္ကန်းစားကိုညာဘက်ပခုံးပေါ်သို့ပြန်လိုက်ပါဧကတိအောက်ပိုင်းဘယ်ညာနာစားတို့ကိုဒူအောင်လက်လေးသည့်အနေထားဖြစ်အောင်သိမ့်ယူ၍ညှက်ထားလိုက်ပါ က်ဖြင့်ဧကတိဤအပေါ်အနားတစ်ခုလုံးကိုဥကောင်းအပေါ်မှခြုံ၍ကြောဘက်တင်ငန်းပြန့်သည့်အထိရှေ့သို့ဆွဲယူလိုက်ပါတင်ငန်းအနားများတွန့်မနေပါစေနှင့်ဆွဲယူထားသောတင်ငန်းစားကိုလေကုပ်ပေါ်သို့အလိုက်တင် နောက်ပြန်ခောက်တင်လိုက်ပါ ဧကတိအထက်အနာဆုံးနှစ်ခုကိုညီညာအောင်ပူး၍ဘယ်လက်ဖြင့်မကွေးမဆန့်အနေထားဂိုင်လိုက်ပါတောင်စီအထက်ရှိသင်္ကန်းစားနှစ်ခုကိုညာဘက်လက်ဖြင့်အတွင်းပိုင်းသို့ပတ်ယူ၍ချိတ်လိုက်ပါ တွန်းခေါမှုမရှိစေရန်ညာလက်ဖြင့်ညှိပေးပါ စားထွက်ကကျန်ရှိနေသော သင်္ကန်းစားနှစ်ခုကိုညာလက်ဖြင့်အပြင်လိပ်ညီညာစွာလိပ်ပါပြီးပါကသင်္ကန်းလေးကိုကင်ထား၍ဥကောင်းထက်တွင်နောက်ပြန်ခောက်ထားသော သင်္ကန်းကိုလေပင်ဖုံးသည့်တိုင်အောင်အလိုက်တင်ခောက်ပါ င်းရှိရှိညာဘက်သင်္ကန်းစာကိုဘယ်ဘက်သင်္ကန်းစာအောက်သို့ညှက်ထည့်ပါထာသော သင်္ကန်းစာကိုဘယ်ဘက်ပခုံးထက်သို့အလိုက်သင့်တင်လိုက်ပါ ဒေတာကြနာမှုရှိစီရင်စိတ်တိုင်းကြဆက်လက်ပြင်ဆင်ပါ